အားလုံးမင်္ဂလာပါခင်ဗျာမေချေကိုဒီနေ့လိုက်မှာဘုရားပြည့်မြဝေဆွေးနွေးပေးနေတာကတိုတာဘေတာကားရဲ့ဒီအေဂွန်ဆာဗင်းနဲ့ပတ်သက်ပြီးတော့မေချေတို့ကိုဘုရားပြည့်မြဝေဆွေးနွေးပေးခြင်းပါတယ်အဲကျွန်တော်ဒီကားကားကြတော့အေဂွန်လုံးဝမအေးလို့ရောက်ရှိလာတဲ့ကားဖြစ်ပါတယ်အဲအေဂွန်လုံးဝမအေးဘူးပေါ့နော်အဲကြောင့်မို့ရောက်ရှိလာတဲ့ကားဖြစ်ပြီးတော့ဒီကားကြတော့သူကကွန်ပရက်ဆာကားကြတော့ကျွန်တော်ပြောမယ်ဆိုတော့ဗျာဒီ ဆန်စာတိုက်လို့ခေါ်ကြတဲ့ကွန်မစာမျိုးစားပေါ့တကယ်တမ်းတော့သူကဆူလိုနိုင်နေပေါ့ဗျာနော်ဒီမှာဒီနေရာကတော့ဒါဆူလိုနိုင်တက်ဆင်တဲ့ဟာပါသူကမင်္ဂလာဒီကလပ်နဲ့လာတဲ့မျိုးစားမဟုတ်ဘူးပေါ့နော်သူကဒီအင်ဂျင်နှိုးလိုက်ပြီဆိုတာနဲ့တခါတည်းပဲတန်းပြီးတော့လေတဲ့မျိုးစားပေါ့နော်အဲဘတ်ကျိုးနဲ့ကျွန်တော်ဒီအင်ဂျင်လေပြီဆိုလို့ရှိရင်ဒီနေရာကနေပြီးတော့တခါတည်းလေမယ်လေပြီးတော့မှဒီမှာရှိနေတဲ့ဆူလိုနိုင်ကနေပြီးတော့မှသူကအဲဒီ ECU ရဲ့ထိန်းချုပ်မှုနဲ့အဲကျွန်တော်တို့ auto AC ပေါ့ဗျာ aircon ဒီအဲကိုထားတဲ့ 22လား21လားပေါ့နော်အဲ့ဒီပေါ်မူတည်ပြီးတော့ gap ပမာဏကိုဒီဆိုလိုက်ကနေပြီးတော့မှထိမ့်မိတယ်အဲ့ဒီဆိုလိုက်ကိုတော့ ECU ကနေပြီးတော့ထိမ့်ထုတ်ပေးတာဖြစ်ပါတယ်အဲ့တော့ညာတော့ပြင်ဒီဆိုလိုက်တိုက်တွေခေါ်တာပေါ့ဗျာနော်ကျွန်တော်တို့ခေါ်တဲ့စာသာတိုက်လို့ခေါ်တဲ့ဒီဆိုလိုက်တိုက်တွေကဟိုပြက်တာများတယ်ပို့ပြီးတော့ပြက်တယ်ပေါ့နော်အဲ magnetic collector စာရေးဒီစာသာတိုက်တွေကအတိအကျအောင်မခံဘူးပို့ပြီးတော့အဲပြက်တဲ့အမျိုးအစားတွေမှာပါဝင်ပါတယ်အဲ့ဒါနဲ့သူကဒီ စုံလိုက်တဲ့နေရာကြတော့ဘာသာကောင်းလဲဆိုတော့အင်ဂျင်အတွက်ကပူပြီးတော့ကောင်းပါတယ်သူကလိုတလောက်ပဲဒီအကောရဲ့ဂက်ကိုလိုတလောက်ပဲဖွင့်မိတာဖြစ်တဲ့အတွက်ပူပြီးတော့ဒီအင်ဂျင်ရဲ့ဝင်ကိုတတ်တာစီပါတယ်ဒါကြောင့်လည်းကျွန်တော်တို့ဒါဘယ်တာတော်တော်များများနောက်ဖီလာတွေအခေါင်းတွေပေါ့နော်အများသောအဖြစ်အပျက်ဒီစုံလိုက်တိုက်တွေကိုသိမ်းရတယ်ဒါပေမဲ့ပြဿနာပါလဲဆိုတော့သူ့ရဲ့ကွန်ပရက်ဆာရဲ့ဈေးနှုန်းကဈေးကြီးပါတယ်ဒါကြောင့်လည်းပေါ့နော်များသောအဖြစ်ဒီစုံလိုက်တိုက်တွေကိုကလပ်တိုက်တွေပြန်ပြီးတော့ပြောင်းကြပါတယ် အဲ့ဒီကားမှာတော့သူကဒီကွန်ဗက်ဇာပြစ်ချက်တခုလည်းမဟုတ်ဘူးဗျကျွန်တော်ဒီကွန်ဗက်ဇာကတော့လုံးဝမကျစ်တော့ဘူးပေါ့ဗျာနော်မီးလိုက်နေရမှန်တယ်ကွန်ဗက်ဇာလုံးဝမကျစ်တဲ့ပြဿနာရဲ့နောက်တစ်ချက်ကဘာဖြစ်တာလဲဆိုတော့ကျောင်းသားအပူပွိုင်းလို့ခေါ်တဲ့ကွန်ဒန်ဆာပါကွန်ဒန်ဆာမှာကတော့ကျွန်တော်မိတ်ဆွေတို့တွေ့ရတဲ့အတိုင်းပဲဒီမှာဆိုရင် line တွေကပြန်ပြီးတော့ပောက်တဲ့အတွက်ဖြာထားတာပေါ့နော်ဒီလိုပုံစံမျိုးတွေဖြစ်နေတယ်အချိန်ကြီးကတော့ရန်ဆိုပြီးတော့မဟုတ်ဘူးဆိုပေမဲ့လည်းပေါ့နော်ဒါကဟိုလဲတာတော့ပိုကောင်းမဲ့နေထားမလို့ဒါလဲလိုက်ရတာပါ အကျော်ဒီဘက်မှာဆိုလို့ရှိရင်သူ့ရဲ့လေလာရေးလိုပုံစံမျိုးတွေဖြစ်ကုန်တယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်တော့ဒါတွေကပြန်ပြီးတော့ပါထားတဲ့နေသားမှာအချိန်ကြီးပြန်ပေါက်နိုင်ရဲ့နောက်ဒီ line တွေလိုပိတ်တယ်ဆိုလို့ရှိရင် echo အေးပေါ့နိုင်တယ်ပေါ့ဗျာနော်ဒီပြဿနာကတော့လည်းလည်းကြီးတယ်ဗျာအဲ့ဒါကတော့ကြာလာလို့ရှိရင်ဒီလိုမျိုးဒါလေးတွေကဆွေးမြေ့ပျက်စီးလာတယ်ပေါ့နော်ဆွေးမြေ့ပျက်စီးလာတဲ့အခါမှာအပူကို echo ရဲ့ဒီ high pressure ဘက်ကအပူချိန်ကို short ချနိုင်ခြင်းမရှိဘူးဆိုရင်မဖြစ်နိုင်လဲဆိုတော့နောက်ဆက်တွဲအနေနဲ့က echo အေးပေါ်တဲ့ပြဿနာမျိုးတွေကိုခံစားရမယ်နောက်တစ်ချက်ကကျွန်တော်သတိထားစီခြင်းနဲ့ဒီနေရာလေးမှာပေါ့နော်ဒီသားယူခြင်းနဲ့ဘိုင်းကြီးကပါတယ်ဆိုတော့ရေဆေးတဲ့အခါမှာရေထိုးလို့ရှိရင်ဒီလိုဘေးလိုက်မထိုးဘဲနဲ့တက်တက်ထိုးစီခြင်းနဲ့ဘေးလိုက်ထိုးလို့ရှိရင်အဲ့လိုဓာလေးတွေကပို့ပြီးတော့ပြက်စီးနိုင်ပါတယ်နော်အဲ့တော့ဒီကားမှာတော့အဲကျွန်တော်ဒီမှာအပူပိုင်ရတော့ဒါအစ်စ်လဲထားတယ်ပေါ့ဗျာနော်ဒါအပူပိုင်အစ်စ်ဖြစ်မယ်နောက်ကွန်ပရက်ဆာကကြတော့အဲဂျပန်ကြပေါ့ဗျာနော်ကွန်ပရက်ဆာကတော့ကျွန်တော်ဒီမှာဂျပန်ကြလဲထားပါတယ် အဲဒါပေါ့နော်ဒါရဒီကျွန်တော်ကွန်ပျူတာမှာတော့ဒါကျွန်တော်ကြလဲထားတယ်ဒါပေမဲ့အဲကားပိုင်ရှင်ရဲ့ကျွန်တော်တို့အာပေါ့နော်ဒီတောင်းဆိုမှုအရာကွန်ပျူတာကတော့ magnetic lab site ကိုပြန်ပြောင်းမိထားတယ်ပြောင်းမိထားတဲ့အတွက်ကျွန်တော်တို့ဘာတွေပြောင်းမိရလဲဆိုတော့အဲဒါတော့နည်းနည်းတော့အကျော်ခွာလေးတော့ပါတာပေါ့ဗျာဒီမှာဆိုရင်အဲဒီမှာဆိုရင်ကျွန်တော်ဒီမှာ solo night ပေါ့နော်ဒီမှာ solo night ရှိမယ်ဒီလေးတစ်လုံးခံထားတယ်နောက်ဒီမှာကျွန်တော်ဖြူခံထားတယ်ပေါ့နော်အဲ့တော့အပေါင်းကိုကျွန်တော်ဖြူကိုဖြတ်မယ်ဖြတ်ပြီးတော့လေးတွေကိုသွားမယ် အဲပြီးလို့ရှိရင်အဲကျွန်တော်ဒီ relay ကလင်းငုတ် relay ပေါ့နော်လင်းငုတ် relay မှာသူ့ရဲ့ coin batch chain ကို slow night နဲ့ကတ်ခိုင်းပြီးတော့ slow night ဆိုတော့ကျွန်တော်တို့ဒါ easy batch chain ကနေကတ်မယ်အဲ easy batch chain နေပြီးတော့ပဲအဲ slow night ကိုကတ်ခွာဟော slow night ကို on off လုပ်မယ်ဆိုရင် relay ကလည်းတော့ကြတော့ဒီ battery ကနေယူလဲတူတူပဲဆိုတော့ကျွန်တော်ဒီနေရာမှာအဲဒီ alternator ခါလေးယူထားလိုက်တယ်ဗျ alternator ရဲ့အပေါင်း တော့ဖြူခံတယ်ပြီးလို့ရှိရင်ဖြူရတဲ့စကိုင်းအလီယာဖြူခံလာတယ်ဗောဗျာပြီးလို့ရှိရင်ဗလီတဲ့ဝင်အဲ့ဒီကနေမှာအဲ့ဒီတစားကပဲရောက်မယ်ဆိုတော့ကွန်ပျူတာရဲ့အဲကျွန်တော်တို့ flat quality ရောက်မယ်ဗောဗျာနော်အဲ့လိုမျိုးနဲ့ကျွန်တော်တို့ဒါအပြန်ပြီးတော့ရှင်းလေးထားတယ်ဗောနော်လက်ရှိမှာတော့ဒါ air con ကတော့စမ်းသပ်ပြီးသွားတဲ့အနေထားပါ air con ကတော့ဒါတော်တော်လေးအေးစိန်သွားပါပြီအဲ့တော့ gap ပမာဏကတော့ဒီ battery က2ံစက်နဲ့လာတဲ့ကောင်တွေရဗောနော်360 plus or minus 90ဗောဗျာနော်360ဆိုတော့ကျွန်တော်အကျဉ်းချင်း360လောက်ဒါထည့်ထားတာ အဲဂက်ကတော့ဒီဂက်ရဲ့ဒီနေရာမှာကျွန်တော်တို့အဓိကကြတာတော့ဒါလေးပေါ့နော်ပရက်ချာဂိတ်ကိုကြည့်ပြီးတော့ပဲကျွန်တော်ကအများသောအားဖြင့်အဲထည့်ကြတာပေါ့နော်အဲ့တော့ဒီနေရာမှာသူ့ရဲ့အဲပရက်ချာကကျွန်တော်ကဘယ်ဟိုက်ပရက်ချာပဲပေါ့နော်ဒီမှာဆိုရင်ပိုက်ကအဲဒီမှာ၃ပိုက်ရှိမယ်အပြာရှိမယ်အနီရှိမယ်အဝါရှိမယ်ပေါ့နော်အဝါကတော့ကျွန်တော်ဂက်ထည့်တာတော့ဂက်ထုတ်တာတော့ဗီဂျွန်ဆွဲတာတော့ပေါ့နော်အဲ့ဒီအပြာကကြတော့ low pressure ဘက်အနီကကြတော့ high pressure ဘက်ပေါ့နော်ဒီမှာ low pressure ဘက်ရဲ့ပိုက်က အဲကျွန်တော်ဒီမှာပြန်ကြည့်မယ်ဆိုလို့ရှိရင်ဒါဆိုရင် low pressure pipe မှာထားထားတယ်။နောက်ဒီမှာ high pressure ဘက်က pipe ကကြတော့ဒီမှာ high pressure မှာတက်ထားတယ်ပေါ့ဗျာနော်။အဲ့လိုမျိုးဆိုတော့သူ့ရဲ့ pressure ပေါ့နော်။သူ့ရဲ့ pressure ကကျွန်တော်တို့ low pressure ဘက်မှာဆိုရင်အာသူ့ရဲ့ဒီ air con ဖွင့်လာတဲ့အချိန်ဒါဆိုကွန်ပရက်ဆာပြန်ကတ်သွားပြီပေါ့နော်။1.5ကနေ2.5ပါအာအာ2.5ပါကြာပေါ့နော်။ဒါအခုဆိုရင်2ပါလောက်ရှိတယ်။2ပါကျော်တာဟိုသူ့ရဲ့ gap pressure အမှန်ပေါ့ဗျာနော်။ အဲ့ဒီကြာပဲကတော့ကျွန်တော်တို့ကြံမြင်ပြောရမယ်ဆိုရင်တော့73တသမာခွန်ကနေ15တသမာခွန်ကြာအဲ့15တသမာခွန်ကြာဆိုအခုဆိုရင်ကျွန်တော်14လောက်ရှိတယ်ပေါ့နော်14ဘားလောက်ရှိတယ်ဒါဆိုရင်ဟိုက်ပရှာဘက်ကလည်းမှန်တယ်လိုပရှာဘက်ကလည်းမှန်တယ်ပေါ့အခုဆိုရင်ဒါကွန်ပရက်ဆာခဏပြန်ကွာသွားတဲ့အချိန်နေအဲ့ဒါပြန်ကက်သွားပြီပေါ့နော်အဲ့ဆိုရင်ကျွန်တော်တို့သူ့ရဲ့ကားရဲ့အသွေးထဲမှာရှိနေတဲ့အပူချိန်လေးတစ်ချက်ကြည့်ကြည့်ရအောင်ပေါ့ဗျာနော်အဲကျွန်တော်ဒါဆိုရင်ကားရဲ့အတွင်းထဲမှာရှိတဲ့ပူချိန်က6.6ပေါ့ဗျာနော်ဒါဆိုရင်ကျွန်တော် ကားရဲ့အတွင်းထဲကိုဝင်ကြည့်အောင်ဒါကျွန်တော်ဒီမှာဆိုလို့ရှိရင်အော်ဒါပြောမယ်ဆိုရင်ကားအတွင်းကနေကအပူချိန်ပေါ့ဗျာနော်ကားအတွင်းကနေကအပူချိန်ကဒါဆိုရင်အထွက်ကအော်5.4ပေါ့နော်ဒီကားကတော့သူကဘယ်လောက်ထိအပူချိန်ကျလဲဆိုတော့5.3လောက်ထိတော့ကျတယ်ဗျ5.3ပဝင်းကျလောက်ထိတော့အပူချိန်ကျတယ် အဲဒါပြီးပြီးသွားလို့ရှိရင်ကွန်နစာပြန်ပြီးတော့꽈သွားတယ်ဗောနော꽈သွားပြီးတော့အဲကျွန်တော်ဒီရဲ့အနေထားလေးပြန်ဖြစ်သွားတယ်ဗောနော7ဘဝင်းကြလောက်ထီတော့ပြန်ပြီးတော့တက်သွားတယ်ပြီးသွားရင်တော့ကွန်ပရက်ဆာပြန်ကတ်တယ်ဗောနော်ကတ်လိုက်ခွာလိုက်ကတ်လိုက်ခွာလိုက်နဲ့အဲလိုပုံစံမျိုးလေးတော့ရှိပါတယ်အကျွန်တော်ဒါဘာဖြစ်လို့ဆန်းရလဲဆိုတော့ဒါအေကွန်ရဲ့ performance on လေတခါတည်းဆန်းတဲ့ပုံစံမျိုးလေးဖြစ်တာဗောနော်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကျွန်တော်ကွန်ပရက်ဆာကဒါလိုက်ကြီးပဲတောက်လျှောက်ကြီးကတ်နေမယ်ဆိုလို့ရှိရင်လည်းဘာဖြစ်မလဲဆိုတော့ကွန်ပရက်ဆာခဏလေးနဲ့အဲလောင်သွားနိုင်တယ် ကော်မစာတောက်လျှောက်ကြီးအဒီကကတ်နေတယ်ကျစ်နေတယ်ဆိုလို့ရှိရင်တော့ဒါလောင်သွားနိုင်တယ်ပေါ့ဗျာเนาะဒါကြောင့်မဲကျွန်တော်တို့ဒါကဒီလိုပုံစံမျိုးအတွင်းထဲကသူ့ရဲ့အဲဒီအပူချိန်ကိုလည်းတခါတည်းစမ်းသပ်ပြီးခြင်းဖြစ်ပါတယ်เนาะအဲဒီမှာတော့လက်ရှိမှာတော့ဒါအေကွန်စမ်းသာတဲ့နေရာမှာမှန်နေမှာတော့ဒီလိုပုံစံမျိုးလေးဖြစ်နေတာပေါ့ပြင်မရေသူတွေတော့တော်တော်ပူတယ်ဗျဒါကြောင့်လည်းပါပါတယ်ကားရဲ့အတွင်းထဲကအပူချိန်ကိုပဲကျွန်တော်အဓိကထားပြီးတော့စမ်းကြည့်ရတာပေါ့เนาะ အဲကျွန်တော်ဒီမှာဆိုလို့ရှိရင်တော့ဒါ5.2လောက်ထိတော့ကျတယ်ဗျ။အဲပြီးသွားရင်တော့ကျွန်တော်ကွန်ပရက်ဆာပြန်ပြီးတော့ပြန်ကွာသွားတယ်ပေါ့နော်။ကွာသွားတော့ဒီမှာ6.7အဲ6.8 6.97ပေါ့နော်။အဲ့လောက်ထိပြန်ပြီးတော့ပြန်ကွာသွားတယ်ပြီးရင်ပြန်ကတ်မယ်ပေါ့နော်။ဒီလိုပုံစံမျိုးလေးပါ။အဲဒါကကျွန်တော်ဒီနေ့ live မှာအဓိကရှင်းပြပေးချင်တာကကျွန်တော်ကားရဲ့ aircon စနစ်မှာပေါ့နော်ဟိုလက်ရှိကတော့ကျွန်တော်စီရောက်လာတဲ့အခါမှာတချို့ရဲ့ဒီ aircon အပိုင်းလေးတွေကတော့နည်းနည်းပြန်ထွင်ထည့်ရတာမျိုးလေးရှိပါတယ်အဲ့ဒါကတော့ ဘလို့ခက်ခဲဖြစ်လဲဆိုတော့ဒီဆလိုနိုက်တိုက်ဒီနဲ့အဲကလပ်တိုက်ဒီပေါ့ဗျာနော်ဆလိုနိုက်တိုက်ကျွန်တော်ဆန်စာတိုက်လို့လည်းခေါ်ကြတာပေါ့အဲ့ဒီဆန်စာတိုက်တွေကဈေးကြီးတယ်ဗျကွန်ပရက်ဆာကဒီကလပ်တိုက်နဲ့ဆန်စာတိုက်ကတဝက်နီးပါးလောက်กว่าတယ်ပေါ့နော်အကြမ်းကြီးတဝက်နီးပါးလောက်กว่าတဲ့အခါမှာဟိုကက်ဆမာတွေကလည်းအဲကလတ်တိုက်ပြီးပဲပြောင်းပြီးပါဆိုတဲ့အခါကျတော့ပြန်ပြောင်းပြီးရတာပေါ့နော်အဲ့လိုပြောင်းပြီးတဲ့အခါမှာနည်းနည်းလေးတော့အကျော်ခွာလေးတွေတော့လုံးရတယ်ကျော်ခွာလုံးတဲ့အခါမှာတော့ကျွန်တော်တို့ကတော့ဟိုဘယ်လိုပြောမလဲသူ့ရဲ့မီးလိုင်းမှာပေါ့နော်ဖြူတွေရလေးတွေတော့တေချာခံပြီးတယ် ပြီးတော့အဲကွန်ပရက်ဆာရဲ့အဟောင်းမှာသုံးထားတဲ့ကျွန်တော်ဆိုလိုနိုက်တိုက်ဆိုတော့အဲ့ဒီဆိုလိုနိုက်ကိုတော့ပြန်သုံးပေးရတယ်အသုံးပေးရတယ်ဆိုတော့ကျွန်တော်ဘယ်လိုပုံစံမီလိုင်းတွေထားလဲဆိုတော့အဲကျွန်တော်ဒီဂျားမှာဖြူတလုံးခံတယ်ရလီတလုံးခံတယ်ဗောနော်အဓိကတော့ရလီနဲ့ဆွဲပေးတာဗောနော်ရလီနဲ့ဆွဲပြီးတဲ့အခါမှာဒီကွန်ပရက်ဆာရဲ့ကလပ်ကိုရလီနဲ့ဆွဲတယ်အဲ့ဒီရလီရဲ့လမ်းကြောင်းကဘယ်ကနေဖြတ်လဲဆိုတော့ဆိုလိုနိုက်ကနေဖြတ်တယ်ဆိုလိုနိုက်ကနေပြီးတော့ဆွဲပေးတယ်အဲ့တော့ဆိုလိုနိုက်ကနေဆွဲပေးဖို့အတွက် ECU ကပဲဆိုလိုနိုက်ကို အာမီးပေးတယ်မီးပေးတဲ့အခါမှာ relay ပါတခါလေးကတ်တယ်အဲ့တော့ relay ရဲ့ point back chain ကို throw လိုက်ထားတယ် relay ရဲ့ switch back chain ပေါ့နော် connect back chain ကိုတော့အဲကျွန်တော်ဒီအပေါင်းပေးတယ်ဓာတ်လိုက်ပေးတယ်ဒါပေမဲ့ဈာမှာ 15mb လောက်ရှိတဲ့ဖြူခံတယ်ပြီးသွားရင်အပေါင်းက relay ကိုရောက်ရောက်ပြီးသွားရင်ဒီ point ကကတ်သွားပြီဆိုလို့ရှိရင်အဲ့ဒီ relay ကနေအပေါင်းက compressor ရဲ့ clock ကိုရောက်ပေါ့နော် clock ကနေပြီးတော့မှကျွန်တော် ground ကြတာဆိုတော့အဲ့လိုပုံစံမျိုးနဲ့အဲချိတ်ဆက်သွယ်တန်းထားတယ်ပေါ့နော်ဒါပေမဲ့အားနည်းချက်တော့ရှိတယ်ဗျအဲကျွန်တော်တို့ကတော့ပြောမယ်ဆိုတော့ဗျာအမှန်တိုင်းပဲ ဟိုဆက်ချင်တာဗောနော်ဒီပြောမယ်ဆိုရင်သူရဲ့ကွန်ဗာဆာဆိုလို့ရှိရင်လည်းကလပ်တိုက်ဆိုရင်ကလပ်တိုက်ပဲဆိုလိုနိုက်တိုက်ဆိုရင်ဆိုလိုနိုက်နဲ့ပဲဒီစန်စာတွေနဲ့ဗောနော်ဒါနဲ့ပဲသွားခြင်းတယ်ဒါပေမဲ့လည်းဒါဈေးနှုန်းအရလုတ်ပြရတာဗောနော်အဲ့မှာအားနည်းချက်ကဘာရှိလဲဆိုတော့တကယ်လို့ကျွန်တော်တို့ကဒီစန်စာတိုက်ကကြတော့ဘာအားသာချက်ရှိလဲဆိုတော့အင်ဂျင်ရဲ့ဝင်ကအရန်နေတယ်ပြိတ်ပြီးတော့မထမ်းရဘူးဥမာကျွန်တော်တို့ကအဲကွန်းကိုအဲတိနစ်3လေးပေါ့ဗျာအော်တိုအေစီပဲဖြစ်မန်နျူရယ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ဟိုသူ့ရဲ့ဒီထားထားတဲ့ အဲအတိုင်းမှာဥမာကျွန်တော်အပူချိန်ကို20ထားမလား18ထားမလားအဲသူ့ရထားတဲ့အတိုင်းအဲကွန်ကက်ပမာဏကိုလိုသလောက်ပဲသူကအာဒီထိမ့်မိတာဒါပေမဲ့သူကကလပ်တိုက်ကကြတော့မဂနက်နစ်ကလပ်နဲ့သွားတဲ့ပုံစံအကြတော့သူကတရားရတိုင်းနှုံးမယ်အဲကွန်ဖွင့်လိုက်ပြီဆိုတော့လေသူကကွန်ပရက်ဆာကလုံးဝကက်မယ်ပြီးတော့ရင်မလိုဘူးဆိုရင်ခွာမယ်သူကကက်မယ်ခွာမယ်ဒီလိုပုံစံမျိုးသွားတာပေါ့နော်အဲ့လိုမျိုးဆိုတော့ပြောမယ်ဆိုရင်တရားတိုင်းနှုံးဝင်ထမ်းရတယ်လုံးဝမထမ်းရဘူးအဲ့လိုပုံစံမျိုးရှိတယ်ဒါပေမဲ့ဆူနိုက်တိုက်ကကြတော့သူက အဲကျွန်တော်တို့30ခိုင်နှုန်းလား40ခိုင်နှုန်းလား50ခိုင်နှုန်းလားအဲ့လိုပုံစံမျိုးလေးပဲဝင်ထမ်းရတာဖြစ်တဲ့အတွက်အင်ဂျင်ရဲ့ဝင်ကိုတည်တာတက်တာစီတယ်ဒါကြောင့်အခုလိုမျိုးကလပ်တိုက်ပြောင်းလိုက်တဲ့အချိန်မှာအင်ဂျင်ရဲ့ထမ်းရတဲ့ sorry အင်ဂျင်ရဲ့ယုံအားပေါ့နော်ကောင်းနေတဲ့အချိန်မှာပြဿနာမရှိဘူးဒါပေမဲ့ပလက်တွေကျလာတာအင်ဂျင်တာတွေပလက်ကွာရင်တွေအစားကြည့်ပြီးပေါ့အင်ဂျင်ပိုင်းကျလာရင်တော့အင်ဂျင်တုံတယ်ဗျတည်တာတုံတယ်ဒီအင်ဂျင်ဆိုလို့ရှိရင်ကျွန်တော်ဒါအဲ2 z ပေါ့နော် တွေ့ဆက်အင်ဂျင်ဖြစ်တဲ့အတွက်တွေ့ဆက်ဆိုလို့ရှိရင်ဒါ1.5အော် sorry 1.3 1.3ပဲဆိုတော့တကယ်လို့ဒါအင်ဂျင်ကျလာတဲ့အချိန်ကျလို့ရှိရင်တိတာတယ်ဗျသူ့ရဲ့အင်ဂျင်တုံတာကတိတာတုံလာလိမ့်မယ်ဗောနော်ကျွန်တော်တကားပေါင်မှာတစ်ချက်လေးပြပေးပါမယ်ကျွန်တော်ဒီမှာဆိုလို့ရှိရင်ဒီမှာ200ဗောနော်အင်ဂျင်က200 FE အဲဒီ point ကကျတော့ကျွန်တော်ပြောမယ်ဆိုတာ1.3ဗောနော် point 3လို့ပြောတာဗော1298ဆိုတော့1300 cc 1300 ml ဖြစ်တဲ့အတွက်ဒါဆိုရင် အဲ1.3 inch ပေါ့နော်အဲ့တော့1.3ဖြစ်တဲ့အခါကျတော့ तू ကဝင်ပို့ထမ်းရလို့ရှိရင် engine ကတီးတတာတုံတယ်ဗျเนาะ engine တီးတာတုံတယ်အခုတော့မှဒီကားမှာဆိုလို့ရှိရင်အဲဒါ engine ကမစိုးလို့ပြောလို့ရတယ်ဗျပြောမယ်ဆိုရင်အရန်ကြီးတုံတဲ့အနေထားမျိုးမဟုတ်သေးဘူးပေါ့နော်ဒါကကျွန်တော်ဒီမှာတစ်ချက်လေးကြည့်ကြည့်အောင်ဒါတော်တော်လေးငြိမ်တဲ့အနေအထားမျိုးရှိတယ်အဲဒီလိုမျိုးငြိမ်တဲ့အနေအထားမျိုး ။ဟိုကဒါနောက်ပိုင်းပေါ့နော်တကယ်လို့အင်ဂျင်ပါညာကျလာခဲ့တယ်ဆိုရင်တော့ဒီနေသားကတိတသာတုံသွားတယ်ပေါ့နော်အင်ဂျင်သာတိတသာတုံသွားမဲ့နေသားမျိုးဖြစ်မယ်။အခုနေသားကတော့ဒါအရန်ကြီးတုံတဲ့နေသားမျိုးတော့မဟုတ်သေးဘူးပေါ့ဗျာနော်။အဲ့တော့ကျွန်တော်ဒီနေရာမှာ echo ကပေါ့နော်ကျွန်တော် echo စတဲ့သမားတွေအတွက်ဆိုလို့ရှိရင်ဓာတ်ဝူတွေကတော့မျိုးစုံလာတယ်ဗျဓာတ်ဝူတွေကတော့ကျွန်တော်ဒန်ဆိုကက်တွေပေါ့နော်ဂျပန်ကက်တွေလာတယ်အဲတရုတ်ကက်တွေလာတယ်ပေါ့ဗျာနော်လက်ရှိမှာတော့ကျွန်တော်ဒါတရုတ်ကက်ကိုပဲတုံးနေတာ အဲ့တော့ဒီဒီဂျပန်ကဒါဆိုကဆိုလို့ရှိရင်လည်းဈေးကတော့တော်တော်လေးကောင်းတယ်အဲ့တော့ကျွန်တော်ဒါအာ 134A ပေါ့เนาะဒီကောင်ဆိုလို့ရှိရင်73.6 kg ပြောမယ်ဆိုလို့ရှိရင်ညာဟွာဂရန်နဲ့ပြောမယ်ဆိုရင်13600 gram ရှိတယ်အဲ့တော့ကားဆိုရင်အစီး20လောက်ကိုကောင်းကောင်းလုပ်လို့ရတယ်ဟိုပြောမယ်ဆိုရင်ဒီကားဆိုရင်360 gram ပဲရှိတယ်360 gram ဆိုတော့ဘလောက်မှညာတဲ့ပမာဏမဟုတ်ဘူးပေါ့เนาะ Honda Fit တို့ဘာလို့ဆိုရင်လည်း420တို့အဲဘာလို့ဆိုတော့ပြောမယ်ဆိုရင် ့ကားစီးမှာဗျာ9ဂရမ်ပဝင်းကျင်လောက်ပဲရှိတာဆိုတော့အဲဒီကားစီးမစီအကားစီး20ကျော်သာလောက်ကိုအဲဒီကောင်လေးကဟို gap ဖြည့်တာလုပ်လို့ရတယ်ဗောနော်အဲ့တော့ဒီလို gap ဦးတွေဆိုရင်တော့တန်တယ် gap ဦးသေးသေးလေးဆိုရင်တော့တိတ်တော့မတန်ဘူးပေါ့ဗျာနော်အဲ့တော့ဒီကောင်ကအဝဲစီးဖို့ရဖြစ်တဲ့အတွက်ကျွန်တော် aircon service လုပ်တဲ့အခါမှာဘာလို့လာလဲဆိုတော့ပတ်အဝိုင်းပေါ့နော်ဒီကောင်ကတော့ R14 ရဲ့ compressor စီးပါ အဲ့ကမ္ဘာသာစီကလည်းလိုတယ်ဗျကမ္ဘာသာစီမထည့်ဘဲနဲ့ဒီတိုင်းသုံးလိုက်မိမယ်ဆိုရင်အဲ့ကမ္ဘာသာကချမ်းဖြစ်မယ်ဗောနော်ဒီချီဆိုရင်မကောင်းဘူးကမ္ဘာသာတွေပျက်စီးတဲ့တက္ကနာမျိုးတွေဖြစ်တယ်ပိုင်တိုင်းတွေလည်းပျက်စီးတဲ့တက္ကနာမျိုးတွေဖြစ်ပါတယ်เนาะဒါကြောင့်ကျွန်တော်တို့ကမ္ဘာသာစီကိုသတ်မှတ်တဲ့ပမာဏအတိုင်းထည့်ပြရတယ်ဥမာကျွန်တော်တို့အပူပိုင်လဲမှာလားကမ္ဘာသာလဲမှာလားဗောနော်ဒါမျိုးပေါ်မူတည်ပြီးတော့မှကမ္ဘာသာစီကိုချိန်ဆပြီးထည့်ဖို့လည်းလိုအပ်ပါတယ်နောက်ကျွန်တော် echo service လုပ်တဲ့အခါမှာဒီလိုမျိုးဆက်တွေလည်းတုံးတယ်ကျွန်တော်တို့ recovery machine တော့မတုံးဘူး အဲဒီကရိုက်မရှိရလဲဈေးကောင်းတဲ့အတွက်ကျွန်တော်ဒီလိုဆက်မျိုးတွေအဲဒါလေးပြန်ဆုပ်လို့ရတယ်လေးထိုးလို့ရတယ်လေးရတယ်ဗောနော်အဲ့တော့လေးထဲဆိုတော့ကျွန်တော်တို့ဒီပိုင်လိုင်းတွေပါဒီယူစိတ်မှုရှိလားမရှိလားလေးထိုးဆန်းတာမျိုးဗောနော်အဲတကယ်လို့ဒီပိုင်လိုင်းတွေကလေးတွေကိုဆုပ်ယူခြင်းလဲဆိုလို့ရှိရင်အဲဒီကောင်မှာအဲလေးဆုပ်တာနဲ့လေးမှုတ်တာဆိုပြီးပါတယ်ဒီဘက်ချမ်းကဆက်ရှင်ဘက်ဒီဘက်ချမ်းကဒါဒေချဗောနော်ဒါလေးမှုတ်တဲ့ဘက်ချမ်းဗောနော်ဒီဘက်ချမ်းကဒေချဒါကလေးထိုးတဲ့ဘက်ဒီဘက်က လေးပြန်ပြီးတော့စုပ်တဲ့ version ပေါ့နော်အဲ့လိုမျိုးလဲကျွန်တော်ဒါဒီလိုဆက်မျိုးလေးတွေသုံးပါတယ်ဒါတော့အဲ data ဒီ beta ကားမှာပေါ့နော် echo service လုပ်တဲ့ဟာလေးကိုကျွန်တော်မိတ်ဆွေတို့ကဒါဘူးဒူလာရအောင်တခါတည်းပဲရှင်းပြပေးခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့အဓိကကြည့်တာတော့ဒီ pressure gauge ပေါ့ဗျာနော်အဲ့ကျွန်တော်ဒီ pressure gauge ကိုကြည့်ပြီးတော့ပဲအဓိကလုံးလုံးပါတယ်အဲ့တော့ low pressure ပဲဆိုလို့ရှိရင်ကျွန်တော်အကြံပေးတာ2 bar ပုံကြီးရှိတယ် အဲ့တော့1.5နဲ့2.5ဂျာပေါ့နော်2.5ပါဂျာဒါဆိုရင်အဆင်ပြေပါတယ်။နောက် high pressure ဘက်ဆိုရင်73.5ခွန်နဲ့55.5ခွန်ဂျာပေါ့နော်ဒါဆိုရင်ကျန်ပြင်း14လောက်ရှိတယ်။အဆင်ပြေတယ်။အခုဆိုရင်ဒါကွန်ပျူတာကွာသွားတဲ့အချိန်ပေါ့နော်ကွန်ပျူတာကွာသွားရင်တော့ဆိုတော့ low pressure ကအဲပြတ်လာမယ် high pressure ကပြန်ကျသွားမယ်။ကွန်ပျူတာကတ်နေတယ်ဆိုလို့ရှိရင်တော့ low pressure နဲ့ high pressure ကသူ့ရဲ့သတ်မှတ်တဲ့အဲအတွင်းမှာရှိနေမယ်ပေါ့ဗျာနော်ဒီလိုပုံစံမျိုးလေးပါ။ဒါတော့ data beta မှာကြုံရတဲ့ အဂွန်စာပေလေးကိုမိတ်ဆွေတို့ကိုတခါတည်းဂူဒရာပြင်ပြဝေဆွေးနွေးပေးခြင်းဖြစ်ပါတယ်။အားပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ။ဒါဆိုတော့ဒီနေ့လိုက်မှာမှန်လာတဲ့ comment တွေကိုပြန်လေးပါအောင်မယ်ခင်ဗျာ။โอเคอัตอไอซันมิงลาบาครับอภิดาเจตุมยายติมาเลยครับเนี่ยชควีนาดาลินมิงลาบาครับบายบายนัมเบอร์บีบาเลยโอเค ကျွန်တော်ရဲ့ Viber ဖုန်းနံပါတ်က39005436436ပါခင်ဗျဟုတ်ကဲ့ကျေးဇူးပါခင်ဗျကိုတီဟာမင်္ဂလာပါဗျအားပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကိုရွှေဒုက္ခမင်္ဂလာပါဗျအားပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကိုရဲကြီးမင်္ဂလာပါဗျအားပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျဇာဇာတဲ့မင်္ဂလာပါဗျအားပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျစန်တာတင်နေနော်မင်္ဂလာပါဗျအားပြီးတော့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ဒီအပိုင်းကဗျချောင်းတော်တော်ဆိုးနေတဲ့အတွက် లై မလွင်ပြစ်တာပေါ့နော်အဲ့ဒီအတွက်လည်းကျွန်တော်တောင်းပန်ပါတယ် လက်ရှိမှာလည်းအတန်နာနေတာပေါ့နော်အတန်နာနေရဲဆိုတာဒီချောင်းဆိုးတာဘာဖြစ်လို့လဲမသိဘူးဗျဟိုသူ့ရဲ့ဒီဘယ်လိုပြောမလဲရိုက်သူရောက်လဲပါမလားတော့မသိဘူးပေါ့နော်အဲအကြောင်းဖြစ်မဲ့ထင်တယ်အဒီနေ့ကတော့ဒီကားတစ်စီးကလွတ်သွားလို့မရဘူးပေါ့နော်လက်ရှိမှာကြုံနေရတာဆိုတော့အဲ့ဒါနဲ့ပဲကျွန်တော်အဲဒီချက်ပေါ့နော်သူ့ရဲ့အပိုင်းလေးကိုကျွန်တော်ပြန်ပြီးတော့ဟိုရှင်းပြပေးတာဖြစ်ပါတယ်ခင်ဗျကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကိုနီလာထွန်းမင်္ဂလာပါဗျအပိတာကျေးဇူးများကြီးတင်ပါတယ်ခင်ဗျ ယခင်နာဒါလင်ဆရာဖြည်ဖြည်လေးဟောဘာကိုပြောတာလဲမသိဩဟုတ်အကျွန်တော်ဖုန်းနံပါတ်39900539436436ပါခင်ဗျဟုတ်ကဲ့39900539436436ပါဟုတ်နည်းနည်းစကားပြောတာနည်းနည်းလေးမြန်သွားလို့ဖြစ်မယ်ခင်ဗျဟုတ်39900539646436ပါခင်ဗျာဟုတ်ကဲ့အဲ့ဒါဘိုင်ဘာလေးသုံးပါလေအဲကျွန်တော်ဒီဟိုဖုန်းလေးပြောပါလေခင်ဗျာ39900539646436ပါခင်ဗျာဟုတ်ကဲ့ကျေးဇူးများကြီးတင်ပါတယ်ခင်ဗျာ အဲကျွန်တော်နောက်နေ့လေးမှာလည်းတက်နိုင်သမျှပေါ့နော်ဒီ workshop မှာကြုံရတဲ့ချိုးပစ်ချက်လေးတွေကိုမိတ်ဆွေတို့ကိုပူဇော်ပြည့်ညဝေးဆွေးနွေးပြပါအောင်မယ်ခင်ဗျအတီးနေတော့တလောက်ပါပဲအားပေးတဲ့မိတ်ဆွေတယောက်ချင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ကျွန်တော်ရဲ့ channel မှာဝင်ရောက်အားပေးကြတဲ့မိတ်ဆွေများအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ခင်ဗျကျွန်တော်ရဲ့ like မှာ comment မှတ်ပေးကြတဲ့မိတ်ဆွေများအားလုံးကျေးဇူးများကြီးတင်ပါတယ်ခင်ဗျအားပေးတဲ့တယောက်ချင်းတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဒီနေ့တော့တလောက်ပါပဲခင်ဗျ